မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနဤထိတ်တန်းတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြမအရေး UK အစိုးရပြတ်သားစွာဂိုင်တွေ့ပေးရန်နိုဝင်ဘာတလလုံးအပတ်စဉ်ဆန္ဒပြဖိအားပေးမည်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြမအရေးကို UK အစိုးရအနေနဲ့ပြတ်သားစွာဂိုင်တွေ့ပေးရန်နိုဝင်ဘာတလလုံးအပတ်စဉ်ဆန္ဒပြဖိအားပေးသွားမည်ဖြစ်ကြောင်းမြမ Unity Movement MUM ကတရင်ထုတ်ပြန်ပါတယ်။ UK အစိုးရ၏နိုင်ငံခြားရေးမှူးဝါဒများကို တိုက်ရိုက်ကင်တွယ်ဖြစ်ရှင်းရာလန်ဒန်မြို့ရှိ UK နိုင်ငံသားယေဒနတဟာယဒနတဟာယနဲ့ဖွံ့ဖြိုးတိုးတက်မှုရော FCDO ရှေ့တွင်လာမည်နိုဘင်ဘာ17ရက်၌ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း MUM ကထုတ်ပြန်ထားပါတယ်စစ်အာဏာရှင်နဲ့သူတို့ရဲ့လက်ပါစီတွေပျော်ရွှင်စွာအနာယူခွင့်ရမယ်လို့မထင်လိုက်ပါနဲ့ဟု MOM ကထုတ်ပြန်သတိပေးထားပါတယ် UK အစိုးရအနေဖြင့် NUG အစိုးရကိုအတိအမှတ်ပြုရေးနှင့်စစ်ကော်မရှင်ကိုထိရောက်စွာဒဏ်ခတ်အရေးယူရေးတို့အတွက်တောင်းဆိုသွားမည်ဟုလည်းဆိုပါရယ် ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်ပါရှင်တဦးကနှွေဦးတော်လန်ရေးမှနိုင်ငံတကာရောက်မြန်မာတွေရဲ့လှူဒန်းမှုတွေအဆက်မပြတ်တက်ကြွလှုပ်ရှားနေတာတွေကအရေးပါလာပါတယ်မြန်မာရေးကိုနိုင်ငံတကာရောက်မြန်မာတွေရဲ့မမေ့လျော့မှုဟာပြည်တွင်းကဒန်သင့်မြန်မာပြည်သူတွေကြံ့ကြံ့ခံနိုင်စွမ်းဖို့အရေးကြီးတဲ့အထောက်ပံ့ကောင်းနေပါပဲဟု MPA ကပြောပါတယ်။နိုဝင်ဘာ၄ရက်ကလည်း FCDO ရုံးရှိတွင်ဆန္ဒပြခဲ့ကြပြီး UK အစိုးရအနေနဲ့ ASEAN ၏ကြာရှုံးနေသည့်မြန်မာအရေးပုံသဘောတူညီချက်၅ရက်ကိုကျော်လွန်ပြီး မြန်မာစစ်အာဏာရှင်အားပုံမပြင်းထန်ထိရောက်သည့်အရေးယူမှုပြုလုပ်ရန် NUG အစိုးရကိုချက်ချင်းအတိအမှတ်ပြုရန်အတုရောင်ရွေးကောက်ပွဲကိုအတိအမှတ်မပြုရန်နှင့်မြန်မာဒီမိုကရေစီရေးတိုက်ပွဲကိုအားဖြင့်ကူညီရန်တောင်းဆိုခဲ့ကြကြောင်း MUM ကထုတ်ပြန်ထားပါသည်။ဆက်လက်ပြီးတသက်ခိုင်ဆန္ဒမင်းနဲ့ခုတ်ကြားနိုင်ငံရေးအမလောင်းဖြစ်ချင်လို့လို့ဘန်ကျွေးချက်သိန်း9000မြန်မြန်ပြေးဆက်လိုက်တယ်လို့နိုင်ငံရေးခြံခုံကူးခဲ့တဲ့တသက်ခိုင်တရားမရှုနိုင်မကင်နိုင်ဝန်ခံလိုက်ရပါသည်။ သိန်း9000ဆိုတာရန်ကုန်မြို့ကလူလက်တန်းစားတွေအတွက်ပင်ဖျားလောက်ဖွင့်သိန်း9000အကျွေးဆက်ပြီးပေမယ့်နောက်ထပ်အကျွေးဘလောက်ကြံသေးသလဲဆိုတော့မိသားစုစီးပွားရေးကိုရေးကိုတာလို့ဆိုကမပြောဒါပေမယ့်သတင်းတချို့ကကမ္ဘောဇာဘဏ်ကနေခြေထားပြီးရန်မဆက်နိုင်သေးတာကျပ်ဘီလီယံများစွာလို့ဆိုတဲ့ထားအော်တိုဘတ်19ရက်မှာတရားမဝင်ရွေးကောက်ပွဲဝင်ခွင့်ရအမယူစရင်ထုတ်ပြန်တော့တသက်ခိုင်နှမဲ့ ပါယုံတင်မကကြံခွင့်ရအမတ်ယူတက်တေကန်ကပ်ပင်လက်ဝဲရရှိမအောင်မြင်တဲ့အာနာသိမ့်ပွဲစတင်ခဲ့တဲ့2021ခုနှစ်ကနေ2025ဇန်နဝါရီအထိမင်းအောင်လိုင်းတော်ကောက်ကလူကေပြန်ဝင်ကြီးနဲ့ဟိုတယ်ခရီးဝင်ကြီးတောင်ဖြစ်ခဲ့သေးတာဆိုတော့တရားမဝင်ရွှေကောက်ပွဲကသာနိုင်ခဲ့ရင်ပြည်တော်စုဝင်ကြီးတနေရာတော့မှန်းနိုင်တယ်လို့တသက်ခိုင်အိမ်မက်မှတ်နေမဲ့ပုံဒါပေမဲ့21ရက်နေ့ညမှာတရားမဝင်ရွှေကောက်ပို့လိုက်တဲ့စာကရွှေကောက်ပွဲဥပဒေပုံမှန်ရှစ်ခါကြီးနဲ့ညှိစွန်းနေတာမို့အမလောင်စရင်ကနေပေဖြတ်လိုက်ပါကြောင်းတဲ့ တက်တက်ခိုင်အမှတ်ယူယူခွင့်ပင်မရှိရင်ဘတ်စီတီရတော့တယ်ဒီလောက်စစ်အာဏာရှင်တွေဘက်ကနေထမိန်စွန်အောင်ဆွဲကကက်ကက်လန်ရက်တီခဲ့တဲ့သူတော်ဆန်းစုကြည်လို့ပုံကုံမျိုးကိုတောင်လက်စားမှုနဲ့ဖြစ်တံကြခံနေရသူပါလို့မေအောင်လိုက်အကြိုက်မဟုတ်မမှန်အပုတ်ချခဲ့သေးတဲ့သူပြီးတော့စစ်ကောင်စီရဲ့ပြည်တော်စုဝင်ကြီးဟောင်းဒီလောက်ငရဲပြည်စီတလီတဲ့စီးသူချင်းတောင်အချင်းချင်းတိုးတိုးတိတ်တိတ်ဘဲသူဘဲပုံညီစွနေကြောင်းတခွန်းလေးလာမပြောပဲအလစ်မှရင်ဝကိုစုံခံခံရတယ်လို့မျိုးမို့ရင်ခွဲပလန့် ဒါပေမဲ့ဒလဟောကြလာတဲ့မျက်ရည်တွေကိုထမိန်နဲ့စီးခန့်တုတ်ယုံကလွဲဒေါ်သက်သက်ခိုင်ဘေးပြန်ပြောဝင်မလဲရွှေကောက်ပွဲဥပဒေပုံမှရှစ်ခါကြီးကအမှတ်လောင်းတွေဟာနိုင်ငံတော်နှစ်ပုတ်ကလေးကတော့မတင်လျော်သည့်ဘေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမည်လို့ပြဋ္ဌာန်းထားတယ်။မိသားစုအကျွေးဘီလီယံများစွာတယောက်ယောက်တိုင်လိုက်တာလို့သက်သက်ခိုင်ကဆိုပါတယ်။ဘန်ကိုအကျွေးပေးရန်ရှိတာမှန်နေအကျွေးမပေးနိုင်တာတော့မဟုတ်ဘူး။ငွေမပေါ်လို့မပေးနိုင်သေးတာလို့လေသက်သက်ခိုင်မီဒီယာကနေရှင်းတယ်။ဘာကြောင့်ခုလိုဖြစ်ရတယ်လဲဆိုတော့ဖြိုးမင်းတိန်ကြောင့်လို့သက်သက်ခိုင်လက်ညှိုးထိုးပြန်တယ်။ ဖြိုမင်းသိန်းရန်ကုန်တိုင်းဝေကြီးချုပ်ကက2016ခုနှစ်တုန်းကအထက်မြင့်အဆောက်အုံစောက်ခွင့်လောက်ခွင့်ကိုယာယီရနာခိုင်းလိုက်တာကြောင့်သူတို့စောက်နေတဲ့68 resident စီမံကိန်းနဲ့အခက်ကြုံခဲ့ရပြီးတော့ကိုဗစ်ဆိုတဲ့ငနေကြီးကလည်းမှု2021ခုနှစ်အာနာသိမ်းမှုကြောင့်ဒီနေ့ထိတိုင်မြမစီပွားရေးတစ်ခုလုံးကျမစိုးငင်နေတာကိုတော့2021နိုင်ငံရေးအပြောင်းလဲကြောင်းစီပွားရေးအကျက်တည်းရှိခဲ့တယ်လို့တသက်ခိုင်ပပလေးဝန်ခံခဲ့တယ်။ကြိုတင်ငွေပေးပြီးဝယ်ထားတဲ့အခန်းရှင်တွေကိုအခုနောက်အကြကြီးနောက်ကျနေပြီမဲ့ ကွန်တိုကဆောက်လက်စတက်လက်မှုအခမ်းမအနိုင်အကျွေးတွေကလည်းဗရက်ပွားရောင်းထားတဲ့အခန်းတွေကမင်းအောင်လိုင်ကောင်းမှုအကြီးအကျယ်မွေကြီးဖောင်းပွားမှုတွေကြောင့်ရရက်ဆက်ဆက်ရှုံမိသားစုဝင်ငွေတွေရှိပေမဲ့ကွန်တိုပြီးဖို့ဦးစားပေးနေရတာကြောင့်တဲ့ဗန်ကိုပေးရမယ့်အတိုးကိုတော့နောက်ကျမှပေးနိုင်တာလည်းရှိတယ်။တက်မှတ်အတိုးပြည့်မပေးနိုင်တာလည်းရှိတယ်။ဒါပေမဲ့အမတ်ယူအိမ်မက်ကထိမနိုင်သိမ့်မရငိုကြီးချက်မှဖြစ်နေလေတော့အော်တိုဘာ24ရက်မှာပဲတရားမဝင်မင်းအောင်လိုင်နဲ့ရွေးကောက်ထံအကျွေးကိစ္စ 調査ဖြည့်ရှင်းပါမယ်ဆိုတဲ့ခံဝင်ကတိနဲ့အတနာခန်းစာတင်ခဲ့တယ်။ပြီးတော့အောက်တိုဘာ30ရက်မှာသိန်းငါတောင်ပြည့်စက်ပြောင်းကျမတို့調査ဆက်နေပါတယ်။တဖန်ပြန်ပြီးအမှတ်ယူခွင့်တော့ပေးပါပေါ့။တသက်ခိုင်ရဲ့အမှတ်ယူချက်ကဘလောက်ထိတောင်အခြေအနေစိုးနေတယ်လဲဆိုဥပဒေနဲ့ညီစွန်းလို့ဆိုပြီးအမှတ်လောင်းဖယ်ဖြတ်ခံလိုက်ရတဲ့86ဦးတွေကအတနာခန်းစာတင်သူတွေကိုပြန်စင်စားနေတယ်လို့သိရတာကြောင့်အတနာခံတဲ့အထက်ကတယောက်တည်းကိုပဲရွေးကောက်ပွဲဝင်ပွဲပေးရင်အဲ့ဒီတယောက်ဟာကျမပဲဖြစ်မလားလို့မျှော်လင့်မိတဲ့တဲ့ ဆိုတော့အမလောင်းသာပြန်မရရင်ယူသွားမဲ့စိတ်အခြေအနေမျိုးသူကိုအမလောင်းစရင်ကနေပယ်ဖြတ်တာဟာမင်းအောင်လိုက်ခေါင်းမငိတ်ပဲရွေးကော်ဆုံဖြတ်ချက်တစ်ခုတည်းနဲ့မလုပ်ဘူးဆိုတာတသက်ခိုင်ကိုတိုင်းလည်းသိတယ်။သူ့အကျွေးကိစ္စဘယ်သူကပဲတိုင်တိုင်ရွေးကော်ကမသိချင်အောင်စောင့်ပေးလိုက်လို့ရှာမှန်းလည်းတသက်ခိုင်သိတယ်။နောက်ဆုံးအမလောင်းဖေဖြတ်ထားတာကိုပြန်ရုပ်သိမ်းပေးလို့ရှာမှန်းလည်းသိတယ်။ပြောရရင်တသက်ခိုင်ရဲ့နိုင်ငံရေးဘဝတည်မင်းအောင်လိုက်ထွေးထုတ်လိုက်လို့လည်းရမျိုးချလိုက်လို့လည်းရမင်းအောင်လိုက်အလို့ကြောင့် တသက်ခိုင်မတည်သေးတာကတော့တသက်ခိုင်ရဲ့နိုင်ငံရေးဘဝကိုစစ်အုပ်စုကအသုံးချစရာဘာမှမရှိတော့ခြင်းပါပဲ2020ပြည်နှစ်ဩဂုတ်လမင်းအောင်လိုင်းနဲ့ပါတီ34ခုတွဲဆောင်ခဲ့စဉ်ကတသက်ခိုင်ရဲ့နိုင်ငံရေးအယုတ်တမတတိုက်ကအာနာသိမ့်ဖို့မြောက်ပစ်ရဲစည်းတင်ပေးခဲ့တဲ့ကျေးဇူးရှိခဲ့မှုတည်းအဲ့ဒီအတွက်လဲသိမ့်ညွတ်နဲ့ခင်မောင်စေကိုစစ်ကောင်စီအဖွဲ့ဝင်တသက်ခိုင်ကိုဖီတောင်စုဝင်ကြီးယာရုပေးပြီးအတုံးအလဲကျွဲကူရေးပါဆိုသလိုစစ်တပ်ကအာနာသိမ့်ပေမဲ့စစ်ဘုံချုပ်တွေကြီးအာနာမယူဘူးဆိုပြီးထုတ်ရှိုးလို့လဲရာသေးတာကို အခုတော့အတုံးလဲဆိုတာလည်းပြီးတရားမဝင်ရွေးကောက်ပွဲအပြီးသူတို့အငိမ့်စားဗိုလ်ချုပ်တွေကိုတောင်လူစုံတက်စုံယာတုကြီးပေးဖို့မလောက်ငါတတက်ခိုင်ဆိုတာအဝေးကြီးတတက်ခိုင်ဝင်ကြီးလောက်တက်တာထက်သူတို့စစ်ဗိုလ်ချုပ်တွေပိုလောက်တက်တယ်လို့လဲသွေးတဲ့သားတွေကဘဝင်ယူယူနေတဲ့စစ်အုပ်စုကခံယူတာလဲပါတာပေါ့နောက်ပြဿနာတစ်ခုကတနာတော်အဖင်တတက်ခိုင်ကိုရွှေကောက်ပွဲဝင်ခွင့်ပြန်ခွင့်ပြုတဲပဲထားအောင်ဘီလီယံများစွာအကျွေးတင်နေတဲ့ချန်ခုံကူမတတက်ခိုင်ကိုဘယ်ပြည်သူကမေးပေးအောင်မလဲပြောရရင်မင်းအောင်လိုက်နဲ့ရွှေကော်ကတတက်ခိုင်ကို အကျွေးနုံနဲ့သူအဖြစ်နိုင်ငံရေးဦးချိုးဖြစ်ပြီးသားပြီးတော့စစ်ကောင်မရှင်ကသာပြဿနာကြီးနိုင်တဲ့ချင်းချောက်မှုတွေမလုပ်ခဲ့ရင်အမေရိကန်ပြည်သူတွေမဲယုံမလာမှာကအသေးအချာတကြွစွာနဲ့မဲလာပေးကြမှာကရန်ဖို့အတိုင်းဝိုင်းတာရှိတာမို့တသက်ခိုင်ကိုမဲပေးမဲ့သူအယောက်တရာရောဖြစ်ပါမလား။ဘာပဲဖြစ်ဖြစ်ဒီမိုကရေစီအနှံ့ထည့်ထားရုံစစ်အာဏာရှင်စနစ်ကိုအလုတ်ကျွေးပြုခြင်းလွန်လို့ပါဆိုပြီးရင်ဘတ်စီတီကျညာမောင်းခတ်တာတသက်ခိုင်တယောက်ထဲတော့မဟုတ်ပါဘူး။ဒီသူတစ္ဆာပေါက်ဇက်ပြန် NLD တို့ရဲ့ စုံမတ်အမျိုးသားဒီမိုကရေစီအင်အားစုပါတီ MDF ကိုစစ်ကော်မရှင်ကဖျက်သိမ်းလိုက်တာတောင်း MDF ရဲ့အမယူ35ဦးကတတိပုဂ္ဂလဝင်ပြိုင်အောင်မယ်လို့သတင်းတွေအရသိရပါတယ်။ပါတီကိုဖျက်လေစစ်အာဏာရှင်စနစ်ကိုအလုတ်ကျွေးပြုကျင်တဲ့ငါတို့စိတ်ဓာတ်ကိုတော့ဖျက်ဆီးလို့မရဘူးဆိုတဲ့ရရက်တောက်စိတ်ဓာတ်သူတို့ထဲမှာတတ်တတ်ခိုင်းတဲ့အပြိုင်စိုးနေတာကတော့စန္ဒာမင်းအရင်တုန်းက NLD ပါတီမှတ်ပုံပြန်တင်ရေးနဲ့စစ်တပ်ရွေးကောက်ပွဲဝင်ရေးအတွက်ရောက်ရက်ခတ်ပြနေလို့ပါစာဖိထားတာကိုအဟုတ်မှတ်ခဲ့တဲ့စန္ဒာမင်း MDF ပါတီတွေဝင်ပြီးလက်သီးလက်မောင်းတန်းယုံရှိသေးပါတီဖြတ်သိမ်းခံရတော့ကျမမှရှေ့ဆက်မလုပ်ရမလဲဆိုတဲ့စိတ်ခွန်အားမရှိတော့ဘူးလို့ဆိုခဲ့ပေမဲ့စစ်အာဏာရှင်စနစ်ကိုအလုတ်ကျွေးပြုကျင်လို့လို့မရှိမဲ့ရှိမဲ့အားတွေနဲ့ကုံယုံပြန်ထားလာတာမျိုးနဲ့ပြည်သူ့လွတ်တော်မှတတိပုဂ္ဂလဝင်ပြိုင်အောင်မယ်တဲ့သူ့ဘာသာမနိုင်နိုင်လို့ပါတီအဖြတ်ခံရလေတတိပုဂ္ဂလဝင်ပြိုင်တာကထားစန္ဒာမင်းကစိတ်ကူးလေးကလည်းရှင်းလိုက်သည်မတရားရွေးကောက်ပွဲအပြီးဖြစ်လာမဲ့တရားမဝင်အစိုးရကိုညွန်ပေါင်းအစိုးရဖြစ်ဖို့မျှော်လင့်သေးတယ်တဲ့ အဲ့ဒီညွန်ပေါင်းအစိုးရတဲ့မှာပါတီစုံလဲပါသူတို့လိုတက်သီးပုဂ္ဂလတွေလည်းပါတဲ့အစိုးရအဖွဲ့လိုဇန္နာမင်းကဆိုလီတော့အခုအမှတ်လောင်းလက်မှတ်ရရှိရုံရှိသေးအမတ်ယူတင်မကတရားမဝင်အစိုးရအဖွဲ့တဲ့ဝင်ကြီးတနေရာတောင်စိတ်ကူးရင်နေသလားလို့ထင်ရမင်းအောင်လိုက်ဖိထုတ်လိုက်လို့နိုင်ငံရေးလမ်းဘေးအိတ်လမ်းဘေးစာဘဝရောက်နေတာတောင်တခွန်းပြန်မပတ်ရဲရုံတင်မကဒီခရီးကိုကားပေါ်မှာထိုင်မလိုက်ရရင်တောင်အနောက်ကနေပြေးလိုက်ပြရစီဆိုတဲ့အစားများလက်ရှိမှာနိုင်ငံတကာအမြင်လေးလှမလာလို့အတိုက်ခံလို့လို့ရုပ်ပြခေါ်အတုံးချထားတဲ့ နှဝတဏီကိုကိုကြီးပါတီကရောအတုံးချစရာမရှိတော့ရင်ဘာဆက်ဖြစ်မလဲဆက်လက်ရှူစားခြင်းစရာအဲ့ဒီလိုလမ်းပေးအိတ်လမ်းပေးစာဒီမိုကရေစီရောင်ရောင်နိုင်ငံရေးသမားတွေရဲ့ဘုံသဘောတူညီချက်ကအမတ်တကယ်ဝင်ရောက်ရှင်ပြိုင်ခဲ့ရတဲ့2015နဲ့2020ရွေးကောက်ပွဲတွေမှာအမတ်လေးတနေရတောင်အနိုင်မရခဲ့ခြင်းပါပဲ။ အခုစစ်တပ်အားကိုနဲ့ပြည်သူကိုခံပတ်နေတဲ့ပြည်သူပါတီနဲ့ပြည်သူရှေ့ဆောင်ပါတီ2020ရွေးကောက်ပွဲမှာတဏီယာမအနိုင်မရခဲ့တာအလုံးမြင်ရင်2015နဲ့2020ရွေးကောက်ပွဲရလဒ်တွေကစစ်မှန်တဲ့ပြည်သူရွေးကောက်ပွဲတွေရှိနေသမျှဒီတသက်တော့အမှတ်ဖြစ်ဖို့ရလမ်းကြောင်းမမြင်ဟုသူတို့သင်ကန်းစာအကြီးကြီးရခဲ့တယ်။ဆီအာနာရှင်တွေလက်ထင်းပါတာသူတို့ရဲ့နိုင်ငံရေးဘဝရှင်သန်နိုင်ပြီးအာနာလေး၅ပြား၁၀ပြားရနိုင်မယ်ဆိုတာလည်းကောင်းကောင်းသိခဲ့ကြတယ်။မင်းအောင်လိုက်အာနာသိမ့်လိုက်တာကြောင့် ပြည်သူတွေအဖက်မလုပ်တဲ့သူတို့ရဲ့နိုင်ငံရေးလူမွေးသူမွေးပြောင်းလာခဲ့တယ်။စစ်ဘိုလ်ချုပ်တွေကိုတစ္ဆာရှိခွေးတကောင်လိုရိုကျိုးတက်ရင်စစ်ဘိုလ်ချုပ်တွေပြစ်ကျွေးမဲ့အာနာလီငါးပြားဆယ်ပြားရမဲ့လို့တွက်စာခုတ်ချားနိုင်ငံရေးဟာမအောင်မြင်တဲ့အာနာသိန်းပွဲနဲ့အတူအကောင်ပေါက်လာတယ်။ဒါပေမဲ့အတုံးချစရာမကြံတော့ဘူးလို့ထင်တဲ့ခုတ်ချားနိုင်ငံရေးတချို့ကိုစစ်ကော်မရှင်ကစတင်တော်ထုံခုတ်ချားနိုင်ငံရေးတွေကအတုပတေးကိုသာရှိုက်ဆိုလို့အဲ့ဒါတောင်အပုံနဲ့နန်နေတဲ့ ကြားငစင်းလေးရဲ့ဗစက်ပေါက်ထဲကနေရွှေရောင်အစင်းနဲ့ဒီမိုကရေစီတဝင်းဝင်းထွက်ကြလာမယ်လို့နိုင်ငံရေးကလေးကဝတွေစက်ယုံနေကြတော့ဆိုတော့ပြည်သူခုံရုံးပေါ်ရောက်မှသာဆက်စကားပြောခွင့်ရှိတော့တယ်စစ်အာဏာရှင်တွေကိုအလုတ်ကျွေးပြုခဲ့သူမှန်သမျှပြည်သူခုံရုံးပေါ်မှာပြည်သူတွေတရားစီရင်ပါလိမ့်မယ်